ဒီတော့တွင်မှာတော့အစိုးရသေုပ်ဆောင် ဖြစ်တဲ့ဝိုင်းစုခိုင်သိန်းဟာသူ့ရဲ့အကူနဲ့လက်ထပ်တဲ့ကိစ္စတွေအိမ်မရဖြစ်တဲ့ကိစ္စတွေအွန်လိုင်းပေါ်မှာပြန့်နှံ့လာပါရီဒီကိစ္စကိုအစိုးရအောင်လာကိုယ်ကအတည်ပြုထားလိုက်ပြီလေဖြစ်ပါရီအစိုးရဝိုင်းစုခိုင်သိန်းကတော့ဒီတော့တွင်မှာဒီများတဲ့ခင်ထားဖြစ်တင်စားခံထားရတဲ့သူလေးဖြစ်ပါရီအချောင်းတွေအများကြီးရှိပါရီဝိုင်းစုခိုင်သိန်းဟာအောင်လာပေါ့ဗျာအစိုးရအောင်လာနဲ့လေမရဖြစ်ခဲ့တယ် ဆိုတော့အစရောအောင်လာကဝိုင်းစုခိုင်သိန်းအတွက်ကျွန်တော်မိမကိုသာလှုပ်ပေးလို့ရှင်ကျွန်တော်ထောင်ကျခံမယ်ဆိုတဲ့အနေထားနဲ့ထောင်လေးရောက်သွားပြီထောင်လေးရောက်ပြီး6လကြာမှယောက်ျားရေချစ်ချစ်ရေငူကူရေဆိုတဲ့အတိုင်းပဲเนาะစာရီအများကြီးပို့ခဲ့တယ်6လကြာတာနဲ့ဒါဝိုင်းစုခိုင်သိန်းကအောင်လာကိုအဆက်အသွယ်ဖြတ်တယ်လောက်ကိုင်းအောင်ဘူးမှုနေလေမြားဖြစ်သွားတယ်ဒီတခါကျတော့မှတ်မိကြလားတော့မသိဘူး KTP မှာယောက်ျားရေယောက်ျားရေပြောတဲ့เนาะဝိုင်းစုခိုင်သိန်းတို့ပြဿနာတက်တဲ့เนาะယောက်ျားရတယ်နောက်ထပ်ကြားထဲမှာ3ယောက်လောက်ရှာတယ် အခုနောက်ဆုံးဝိုင်းစုကိုင်တဲ့ကသူ့ရဲ့အကိုဝေါငွေသူသားရင်နဲ့လက်ထပ်လိုက်ပြီးတော့အတူရှိလိုက်ပြီးဆိုတဲ့အကြောင်းအရာတွေကိုဆိုတော့အောင်လကိုရင်ကအသည်ပြုထားလိုက်ပြီးပဲဖြစ်ပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဝိုင်းစုကိုင်တဲ့ကအတော်လေးကိုညင်နေတာဗျာနော်သူ့ရဲ့အကိုဝေါငွေဟာဝိုင်းစုကိုင်တဲ့ယောက်ျားပဲနှစ်ယောက်ပဲရရငဲစင်ခါကလေးကပြင်သူ့ပေါ်မှာလုံးစွာပဲချင်းမြန်လို့ပြီးတော့အားလုံးကိုနားလည်ပေးတဲ့အကိုတယောက်လို့သိရပါတယ်ဒါကြောင့်မလို့လူပြောများနေတာပါနော်သူ့ရဲ့အကိုနဲ့အခုလိုမျိုးဖြစ်တဲ့ကိစ္စကတော့ ဟိုပြိတ္တတရောပြည်သူတွေရောလုံးဝလက်မခံနိုင်တော့ပေါဝင်ချင်ပါလေအတော်လေးကိုအရှိန်ဟဆရာဖြစ်နေတာပါဆိုတော့အောင်လာဆိုရင်သူရဲ့ Facebook ကောက်ခါနေနေတိုင်းပဲသူတို့မျှော်ကိုလောင်ပြောင်းနေတာကိုကျွန်တော်နေနေတွေ့ရတယ်။ဘောစီခွင်တဲ့ရဲ့ဖြစ်ရှင်းချက်သတင်းတွေထပေါ်လာတော့လေသူဦးလေးပေါ့ဗျာသူ့မေးအကူတို့ကသူ့ကိုငယ်စဉ်ခါကပဲမွေးစားထားတာပါညာဆိုပြီးတော့ရှောက်ပြောနေတာဖြစ်ကြောင်းကိုလည်းကျွန်တော်နေနေကြရပါရယ်ဗျာဝိုင်းစုကိုင်းတဲ့ရင်ဖြစ်ရှင်းချက်တွေကလုံးဝမတိကျတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ရုံရှာမုန်းသီးနေကြပြီလေဖြစ်ပါရယ်နော်